ဟာမွေးမွေးအဖွာအဖွာရေဖွာအိမ်ဘေးနားလေးကမြေးကလေးရဲ့အလန့်တကြားအော်တဲ့ကြောင့်အိမ်နောက်ဘေးဘက်ကနေအဖွာယူဟာပြေးလွှားထွက်လာခဲ့ပါတယ်ဟဲ့ဟဲ့ဘာဖြစ်တာလဲဝါဝါရဲ့လန့်လိုက်တာဟိုဟိုမှမွေးဖွာအဖွာကဝါဝါပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့သူတို့အိမ်ဘေးရဲ့တစ်ပင်ရောက်မှကြီးမားလာတဲ့မွေးကြီးတစ်ကောင်ဟာဗပြင်းထောင်ပြီးတော့သူတို့မြေးဖွာကိုစိုက်ကြည့်နေတဲ့အောင်တွေ့လိုက်ရတဲ့အခါမှာတော့အသေးတီတောင်အေးသွားခဲ့ပါတယ်အဲ့ဒီမွေကိုသူလဲခြံထဲမှာမကြာခဏမြင်နေမိပါတယ်။ဒါပေမဲ့လည်းအဖွားယူတို့မြေးဖွားကတော့မွေမြင်နိုင်ကြောက်ကြပါရဲ့ ဟဲဟဲလာလာလာအထဲဝင်နေဟဲသူ့ဘက်သူထွက်သွားလိမ့်မယ်ငါလဲမွေတော့ကြောက်သားဟဲ့အသင်မွေတင့်ကိုလည်းအန်နေရမပေးဘူးငါတို့ကိုလည်းအန်နေရမပြုတ်ပါနဲ့သွားသွားလွတ်ရကြွတ်ရသွားပါနော်သွားသွားသွားအဖွားယူကမွေကိုကြည်ပြီးတော့ပြောလိုက်တဲ့အခါမှာတော့မွေကလည်းနားလေသေးလားဗပြင်းလေးထောင်ထားတာကိုခြာပြီးတော့ထွက်သွားခဲ့ပါတယ်အဖွားယူကနေ့စဉ်ပြည်ကြီးဆက်တဲ့တုပ်ကိုအမြဲရွတ်ဖက်နေတာကြောင့်လည်းထင်မိပါတယ် အဘွားယူဟာ၅ဘာတီလာကိုငယ်စဉ်ကတည်းကပဲလုံအောင်စောင့်ထိုင်းကတီလာမြဲသူပါမုတ်ဆိုးမတူဖြစ်ပြီးတော့သူ့မှာသားလေးတယောက်တည်းရှိပါတယ်အရိသားဟာအိမ်အောင်ကြပြီးတော့အစိုးရဝန်ထမ်းဖြစ်တာကြောင့်နေမှာတာဝန်ကျနေပါတယ်အရိခါမှာမိမဖြစ်သူကလည်းအတူလိုက်သွားတာကြောင့်အဘွားယူနဲ့အဖော်ရအောင်သူတို့သမီးလေးကိုအဘွားယူနဲ့ထားထားခဲ့ပါတယ်အဘွားယူဟာလူမချမ်းသာပဲမဲ့လည်းစိတ်သက်ကတော့ချမ်းသာသူဖြစ်တဲ့အတွက်အိမ်ဘေးရဲ့တစ်ပင်ကြီးတွေပေါ်မှာစာကလေးအိမ်ကလေးများအမြောက်များကိုဝယ်ပြီးတော့ချိန်ထားပေးပါတယ်မနက်မိုးလင်းတာနဲ့အဘွားယူခြံထဲမှာငက်ကလေးတွေစူညံစွာအော်ဟစ်နေတာကိုကြားနေရပါတယ် မနက်မိုးလင်းတာနဲ့အဖွားရွေးချန်တဲ့မှာကျင်းငဲ့တာရကလေးတွေရဲ့စူညံတန်တွေအော်ဟစ်တန်တွေကိုကြားနေရပါတယ်။အရင်းငက်ကလေးတွေစားရံတော့အဖွားယူကစပားရွဲလေးများကိုချိတ်ဆွဲထားတဲ့အပြင်တစ်ပင်ချင်းမှလည်းအမိုက်များလဲကျင်းပြီးတော့အင်းုံလေးနဲ့ရေထဲက ်ငက်ကလေးတွေတောက်ဖို့အတွက်ခြာပေးထားပါတယ်အဲ့ဒါအပြင်လေးပေလောင်မြင်းနဲ့တစ်သားစင်လေးရိုက်ပြီးတော့ထမင်းဖို့ဟင်းဖို့တွေဇကွဲတွေကိုတင်ပြီးတော့ငက်တွေကိုနေ့စဉ်ဒါနပြုလို့ရှိပါတယ်အဲ့ဒါကြောင့်မင်းအဖွားယူရဲ့ခြံွက်ထဲမှာအစာလာစားကြတဲ့ငက်မျိုးစုံနဲ့စီကားနေပါတယ်အဖွားယူရဲ့ငက်လေးတွေပေါ်ထားတဲ့စေတနာကိုငက်တွေကလည်းအဖွားယူကိုကျေးဇူးတုံ့ပြန်တတ်ပါတယ်ကြီးတာလင်းဧည့်လာလေးရှိတယ်လို့အများကယူဆထားတဲ့အတိုင်းအဖွားယူရင်ကြီးတာလင်းဧည့်သည်လာမဲ့အရာပဲလှည့်ပြီးတော့အတန်ပေးတတ်ပါတယ် အဖွားယူကဘလို့မှတ်သားထားတယ်တော့မသိပါဘူးကြီးတာတာနဲ့ဘယ်ရက်ကဲ့တဲ့ဘယ်နှစ်ယောက်လာမယ်ဆိုတာအစကြိုတင်သိနေတတ်ပါတယ်မိုးကာလအတွင်းမှာတော့ channel ကငက်လေးတွေကိုကြည့်ရင်လည်းဒီနေ့တော့မိုးကောင်းမယ်ဒီနေ့တော့မိုးမကောင်းဘာညာဆိုပြီးတော့ကြိုတင်ဟောကိန်းတော်ထုတ်ပြန်ပါတယ်တခါတည်းရငက်အော်တန်ကိုနားထောင်ရင်လည်းဒီတနေ့တော့သတင်းစိုးကြားရမယ်လို့ဆိုလာပြန်ပါတယ်အဖွားယူပြောတဲ့အတိုင်းပဲအမျိုးတွေအသည့်တွေကနိုင်ရေးသတင်းကြားရတတ်ပါတယ် တခါတလေမှလည်းတစ်ပင်မော်ကစာဘူးတော့ငတ်တိုက်စောင့်နေတာကိုစိတ်ဝင်တစားထိုင်ကြည့်နေတတ်ပြန်ပါတယ်။အဘွားယူ channel ကိုလည်းလာတဲ့ငတ်မျိုးစုံရှိတဲ့အထက်မှာရှားပါငတ်မျိုးစိတ်တွေကိုပါတွေ့ရလိမ့်ရှိပါတယ်။တနေ့မှာတော့အိမ်မေးတစ်ပင်ကနေငတ်တွေကစူညံစွာ online အိမ်ရှိမှပြန်ဝဲလိုက်နဲ့အန်ရယ်တစ်ခုခုကိုတွေ့နေသေးလား။ အတိပေးသလိုရောက်ရက်ခတ်နေပါတယ်။ငတ်ရည်ရဲ့ထူးဆန်းမှုတွေကြောင့်ပဲအဖွားယူရဲ့မြေးလေးဖြစ်တဲ့ဝေါ်ဝါပင်အပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့အိမ်ဘေးကသစ်ပင်ကြီးပေါ်မှာကြီးမားလာတဲ့မွေကြီးတစ်ကောင်တက်နေတာကိုမြင်ကြရပါတယ်။အဲဒါကြောင့်ပဲငတ်ကလေးတွေကအဖွားယူကိုအတိပေးနေခြင်းဖြစ်ပြီးတော့အကူအညီတောင်းနေခြင်းလည်းဖြစ်ပုံရပါတယ်။ဝေါ်ဝါဟာအဲ့ဒီမွေကိုမြင်တာနဲ့ပဲကြောက်လန့်စွာအော်ပါတယ်။အဖွားယူရဲ့အဖွားယူမွေမွေကြီးဒီမှာမွေကြီးအဖွားယူရောက်လာတဲ့အခါမှာတော့အဲ့ဒီမွေကြီးကသစ်ပင်ကွာကြားအတိုက်ထဲကနေငတ်ပေါက်ဆလေးတွေကိုစားတောက်လိုက်ပါတယ်။ထိုအခါမှာငတ်ကလေးတွေရဲ့အော်တန်တွေကစူညံစွာပို့ပြီးတော့ကျေလောင်လာပါတယ်။ ငါကလေးများရဲ့တစ်ပင်ပေါ်မှာပြန်ဝဲပြီးတော့အလန့်တကြားအော်ဟစ်နေတဲ့အတန်အဖွားယူရဲ့ယင်ကိုထိခိုက်သွားစေပါတယ်။အဲ့ဒါနဲ့ပဲအဖွားယူကဘေးချံအကောင်လေးကိုမွေကို6လက်မောင်းထုတ်ဖို့အတွက်ခေါ်ခန်းလိုက်ပါတယ်။အဲဒီကောင်လေးရောက်လာတော့မွေကို၄ဝန်းနဲ့လမ်းပစ်ပြီးတော့မောင်းထုတ်လိုက်ရပါတယ်။အဖွားယူကျွန်တော်ဒီမွေကိုတတ်လိုက်ရမလားဗျာ။ဒီမွေကသူ့အတွက်အစာဒီမှာရှိနေတော့နောက်လဲလာစားနေမှာပဲ။ဒီနီနာတဝိုက်မှာတော့မွေတွင်ရှိမယ်ထင်တယ်ဖွားရဲ့။အိမ်မင်းသားလေးကောင်လေးပြောတဲ့စကားကိုစိတ်ကောင်းရှိတဲ့အဖွားယူကလက်မခံပါဘူး။ဒါရဲ့မတတ်ပါနဲ့ကွယ်။အဖွားမြစ်တာပို့ကြည့်လိုက်ပါဦးမယ်။ အရင်းညကအဖွားယူထူးဆန်းတဲ့အိမ်မက်ကိုမြင်မှတ်ပါတယ်အိမ်မက်ထဲမှာနေလျာတစ်ပင်မောကငတ်ပေါက်ကလေးတွေကိုစားသွားတဲ့မွေကြီးဟာအဖွားယူ channel မှာခွေနေရအဖွားယူကအပြင်ကိုမောင်းထုတ်ရန်ပြင်လိုက်တာနဲ့ပဲအဲ့ဒီမွေဟာမိန်းကလေးတယောက်အဖြစ်အသွင်ပြောင်းသွားပြီးတော့ရှေးကဥဝစာတွေဝစားထားပါတယ်ပုံစံကလည်းတော်တော်လေးကိုကြွယ်ဝချမ်းသာပုံရပါတယ်ကိုခန္ဓာမှာလည်းရွှေတွေအပြည့်ဝစင်ထားပြီးတော့ခက်ထန်လာတဲ့မျက်နှာပုံရှိကာ အဖွားယူကိုအခုလိုပဲပြောလာခဲ့ပါတယ်နေကင်းကကျမကိုမတက်ခိုင်းတာကျေးဇူးတင်ပါတယ်ရှင်ဒါပေမဲ့ခါမှာတော့၄ခွားနဲ့ပြစ်လို့ဒဏ်ရာရသွားပါတယ်အဲ့ဒါဆို channel ကိုနောက်ထပ်လာပြီးတော့မနှောက်ရှက်ပါနဲ့ငါငတ်ကလေးတွေကိုအစာကျွေးပြီးတော့ကုသိုလ်ယူနေရပါမနှောက်ရှက်ချင်ပါဘူးရှင်ဒါပေမဲ့အခြေအနေရဖြစ်သွားတာပါအမှန်တော့ဒီနေရာကျမနေရပါကျမဒီနေရာမှာနေရကြပါပြီလေဘလို့ပဲဖြစ်ဖြစ်လေနောက်ကတော့ငါရဲ့ငတ်ကလေးတွေကိုတော့မနှောက်ရှက်ပါနဲ့ ငါငယ်စဉ်ကလေးကဘသူတက်ကူမှမတက်ခဲ့ဘူးပါဘူးအဖွားယူရဲ့စကားဆုံးတာနဲ့အဲ့ဒီမိန်းကလေးကမူလမွေပုံစံပြောင်းသွားပြီးတော့အဖွားယူရဲ့ခြံနောက်ထဲကိုဝင်သွားခဲ့ပါတယ်နောက်ရက်တွေမှာတော့အဲ့ဒီမွေကိုခြံထဲမှာရဖာရန်ခါတွေ့ရပေမဲ့လည်းငက်တွေကတော့မစားတော့ပါဘူးစောင်းကလာတခုမှာတော့အဖွားယူလည်းအကြီးအကျယ်နေမကောင်းဖြစ်ပါတယ်အဖွားယူကအဲ့ရထဲမှာလဲနေပေမဲ့လည်းသူ့ရဲ့မြေးမလေးဝါဝါကိုငက်ကလေးတွေကိုပုံမှန်အစာကျွေးစေပါတယ်ငက်ကလေးတွေကလည်းအဖွားယူနေမကောင်းတာကိုသိနေကြသေးလားအဖွားယူအဲ့ရပေးပရင်ပေါက်မှာလာလာနားပြီးတော့အတန်ပေးလိုက်တကားပေါင်ကိုနှုတ်သီးနဲ့ခောက်လိုက်တဲ့လောက်က အဖွားယူကိုလာကြည့်ကြပါရစေ။အဲလိုနဲ့အဖွားယူယောဂမတက်တာပဲနဲ့ဆေးရုံကိုတင်လိုက်ကြရပါရစေ။ဆေးရုံပေါ်မှာတော့အဖွားယူကတင်ငယ်စောနဲ့မျောသွားခဲ့ပါရစေ။အရိခါမှာပဲအဖွားယူစိတ်ဟာအိမ်ကိုပြန်ရောက်သွားခဲ့ပါရစေ။အဖွားယူ channel ကိုဝင်လိုက်တော့အဖွားယူအိမ်ကအရင်အိမ်ပုံစံမဟုတ်တော့ပဲနဲ့ရှေးခေတ်ကခြေတန်းရှိအိမ်ကြီးတစ်လုံးဖြစ်နေပါရစေ။အိမ်ကြီးကလည်းတက်သားကျွန်းနိုင်လုံးကြီးတွေနဲ့စောက်ထားပြီးတော့ကြီးမားခန့်ထည်နေပါရစေ။ ဘွားယူကထူးဆန်းစွာပဲအိမ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့တခါကသူတွေ့ခဲ့ဘူးတဲ့မွေကနေမိန်းကလေးဖြစ်သွားတဲ့အဲ့ဒီမိန်းကလေးနဲ့သူ့ရဲ့ယောက်ျားလို့ထင်ရတဲ့လူတယောက်တို့ကအကြီးကျယ်ရန်ဖြစ်နေပါတယ်။အဖွားယူကြားရတဲ့လောက်ကတော့အဲ့ဒီမိန်းကလေးရဲ့ယောက်ျားဟာနောင်မီးလင်းနေတာကြောင့်စကားများနေခြင်းဖြစ်ပါတယ်။ စကားများရင်နဲ့မွေမင်းလေးကိုသူ့ယောက်ျားကလည်းပဲညစ်ပြီးတော့တတ်ပစ်လိုက်ပါတယ်။တတ်ပြီးတာနဲ့ပဲအလောင်းကိုခြံရဲ့အနောက်ဘက်မှာတွင်းတူးပြီးတော့ဂမန်းကလေးမြင်မြုပ်ပစ်လိုက်ပါတယ်။အဲ့ဒီမင်းကလေးရဲ့ခန္ဓာကိုယ်မှာဝစ်စင်ထားတဲ့ရွှေတွေကိုလည်းဒီတိုင်းပင်မြုပ်လိုက်တာကိုအဖွားယူကမြင်လဲရပါတယ်။အဖွားယူကရုပ်ရှင်ကြည့်နေရတယ်လို့မျိုးဆက်ကြည့်နေရင်လည်းမွေမင်းကလေးမြုပ်ထားတဲ့နေရာကကြီးမားလာတဲ့မွေကြီးတစ်ကောင်ထိုးထွက်လာပြီးတော့အိမ်ကြီးပေါ်ကိုတက်ပြီးတော့သူ့ရဲ့ယောက်ျားနဲ့မယဲငယ်ကိုပေါက်တက်လိုက်ပါတယ်။အဖွားယူကြည့်နေစင်မှာပဲအဲ့ဒီမွေမင်းကလေးကမိမတယောက်ပုံစံဖြစ်သွားပြီးတော့သူ့ဘက်ကိုလှည့်ကြည့်ကအဖွားယူကိုကယ်ပြန်တော့ အဖွားအလူပြူရအောင်မှအချိန်မရှိဘူးအဲလိုပြောပြီးတော့အဖွားယူလည်းတတိရပြီးတော့စေးုံကရင်မော်ပြန်ရောက်သွားပါတယ်သူရဲ့ခြေရင်းမှာပပြင်းထောင်နေတဲ့မွေကြီးကိုမြင်လဲရတဲ့အခါမှာတော့လန့်ပြီးတော့អော်လိုက်မိပါတယ်ဟာဦးမမွေမွေမွေအဖွားယူရဲ့អော်တန်ကြောင့်ပဲလူနာဇောက်နေတာဝမ်းသာအားရអော်လိုက်ကြပါတယ်အဖွားယူတတိရလာပြီနောက်ရက်တွေမှာတော့အဖွားယူကထူးထူးထောင်ထောင်ဖြစ်လာပါတယ်နောက်တစ်ပတ်လောက်ကြာရင်တော့စေးုံကစင်းဝင်ရမှဖြစ်ပြီးတော့စေးုံကမစင်းခင်ညမှာတော့အဖွားယူကစမ်းကြယ်လာတဲ့အိမ်မက်ကိုမက်ပြန်ပါတယ်အိမ်မက်ထဲမှာတော့အဖွားယူရဲ့ခြံထဲကမွေကြီးကစေးုံငန်းထဲကိုဝင်လာပြီးတော့ အဖွားယူကလည်းမွေမွေမွေဝင်လာတယ်ဆိုပြီးတော့အော်ဟစ်ကအလန့်တကြားထထိုင်ပါတယ်။အဲဒီမွေကြီးကအဖွားယူရဲ့ဂရင်နာကိုရောက်တော့မိမပုံစံဖြစ်သွားပြီးတော့အဖွားယူကိုအကူကြီးတောင်းတဲ့ဟန်နဲ့ပြောလာခဲ့ပါတယ်။ကျမမွေဖြစ်ကနေအသက်ခံလဲရပါပြီ။အဖွားစေးရုံဟာဆင်းတဲ့အခါကျရင်ကျမတို့အလူလုပ်ပြီးတော့အမြဝေပေးပါရှင်။ဒါမှကျမဒီဘွားကနေကျွတ်လွန်ပါပါ။အဖွားမှလည်းပတ်စံသိမ့်မရှိတော့အဆင်ပြေတယ်လို့လုပ်ပေးပါမယ်။ငွေအတွက်တော့မပူပါနဲ့အဖွားရဲ့။ငွေအတွက်တော့မပူပါနဲ့အဖွားရဲ့။ အိမ်မြန်ရောက်တဲ့အခါကျလို့ရှိရင်အဖွားရရဲ့နောက်ဘက်ခြံထဲကမယမ်းမင်ပေကိုတရောင်လောက်ကိုတူးကြည့်လိုက်ပါအဲ့ဒီမှာကျမအလောင်းကကြံခဲ့တဲ့ရွှေတွေရှိနေပါတယ်ကျမကအဲ့ဒီပစ္စည်းတွေကိုဆွဲလန်းတဲ့စိတ်ကြောင့်မွေဖြစ်ပြီးတော့ကိုပစ္စည်းကိုစောင့်နေရတဲ့ဥစ္စာဆောင်ဖြစ်နေရပါနှစ်ပေါင်းလဲကြာခဲ့ပါပြီအရင်လူတွေတုန်းကစိတ်တက်မကောင်းလို့ကျမပစ္စည်းတွေပေးလို့မရဘူးလေအခုအဖွားဘဝဟောင်းကကျမရဲ့အမေတော်ခဲ့ဘူးလို့ကူညီပေးပါအေးပါကွယ်အေးပါအေးပါကုညီပေးပါမယ်အဖွားယူဟာအိမ်မက်ကနေလန်နိုးလာတော့သူ့ရဲ့မြေကလေးဝါဝါကိုနှိုးပြီးတော့တိကျင်တာကိုမေးလိုက်ပါတယ်ဝါဝါ အဖွားစင်းုံတက်နေတော့ခြံထဲကမွေဘာဖြစ်သွားလဲဟုတ်တယ်ဖွာအဖွားစင်းုံတက်ပြီးနောက်နေမှာပဲဟိုဘက်ခြံအကောင်လေးကအဲ့ဒီမွေတွေ့လို့သူ့တငယ်ချင်းတွေနဲ့တက်လိုက်ကြတယ် အဖွားစိတ်မကောင်းမှဆိုလို့မပြောတာပါအဖွားယူကလည်းစိတ်မကောင်းယူကလွဲပြီးတော့ဘာမှမတတ်နိုင်ပါဘူးတေချင်းတရားကိုမိမိကိုယ်တိုင်တော့လက်မတင်ကလေးကလွတ်ခဲ့ရတာမဟုတ်လားဘယ်သူမှရှောင်လွဲရမလွတ်နိုင်တဲ့တနေ့နေ့မှာမလွဲမသွေရင်ဆိုင်ကြရမှာပါပဲအဖွားယူစေးုံကစင်းတော့မွေကြီးပြပြတဲ့ခြံနောက်ဘက်ကမယမ်းမင်နာကိုတူးကြည့်တဲ့အခါမှာတော့ရှေးကလက်ဝတ်လက်စားတစုံရတာကြောင့်အဖွားယူကသူ့အယံကိုလူကျင်နေတဲ့လမ်းခင်းတဲ့အလူကိုလှုပ်လိုက်ပါတယ်ဘုံကြီးကျောင်းစာတင်တိုက်ကြီးတစ်ခုမှလည်းစွန်းပရိသတ်ပဲစိုက်တူကဘုံကြီးတွေကိုနေစွန်းကပ်ပြီးတော့မွေကြီးကိုရည်စူးပြီးတော့အလူလောက်ကအမြပေးဝေလိုက်ပါတယ်အဖွား ယုမျက်လုံးထဲမှာလည်းရေစက်ချရင်လည်းရေစက်ခွက်ထဲမှာပြုံးနေတဲ့မွေမပုံကိုမြင်နေရပါတယ် ကောင်းရမွန်ရဘုံဘွားကိုရောက်ရင်လည်းအဖွားယူကပြုသမျှကုသိုလ်အစွတ်စုတွေကိုအတိပေးပြီးတော့ထက်ခါထက်ခါအမြဝေပြီးတော့ဆူတောင်းပေးနေမိပါတယ်အဲ့ဒီအလူလုပ်ပြီးတဲ့ညမှာပဲအဖွားယူကိုမွေမာလေးကကျေးဇူးတင်တဲ့ကြောင်းပြောပြီးအိမ်မက်ထမနှုတ်ဆက်သွားပါတယ်။နောက်တလားလောက်ကြာမှာတော့အဖွားယူတယောက်ကနေမကောင်းဖြစ်ပြန်ပါတယ်။ဒါနဲ့ဆွေမျိုးတွေကစေုံတင်မာကိုလည်းလက်မခံပါဘူး။သူအကြိုင်မနေရတော့ဘူးလို့လည်းဆိုပါတယ်။အဖွားယူကအဲ့ရထဲမှာပဲတရားရှုမှတ်ပြီးတော့ပွားများနေပါတယ်။အဖွားယူဆုံးတဲ့မနေ့ကအဖွားယူဆိုင်ထားတဲ့ channel ကပန်းနေရဝေနေအောင်ပွင့်ပြီးတော့ မွေးပြတ်နေပါတယ်။အဖွားယူကပရင်းပေါက်ကနေအပြင်ကိုကြည့်ကပြုံးနေပါတယ်။အလွန်ကျဉ်တဲ့ပျော်ရွှင်နေပုံနဲ့ရပါတယ်။ခြံထဲကငှက်ကလေးတွေရဲ့အော်တန်တွေကလည်းထူးခြားစွာပဲစူညံပြီးတော့အားလုံးကတော့အဖွားယူကိုကြည့်နေရသည်မှာအလွန်စိတ်ချမ်းသာစရာကောင်းတဲ့ခရီးတစ်ခုကိုထွက်ခွာရမယ်လားပျော်ရွှင်နေပုံရတယ်လို့ထင်ကြပါတယ်။အဖွားယူကပြုံးနေရင်လည်းနေလေလောက်မှတော့အမှန်တကယ်ပဲညင်သာစွာကွယ်လွန်သွားခဲ့ပါတယ်။ အဖွားယူဆုံးသွားပေမဲ့လည်းအဖွားယူရဲ့ရုပ်လောင်းအားအေးဆက်တောင်းနေခြင်းမရှိဘဲနဲ့ပျော့ပြောင်းနေပြီးတော့ခက်ပြုံးပြုံးနဲ့အိတ်နေတယ်လို့မျိုးရှိနေပါတယ်။အဖွားယူဆုံးမသွားပြီးတဲ့နောက်မှာတော့ထူးထူးခြားခြားပါပဲ။အဖွားယူရဲ့ channel ကငတ်တရားလဲထူးဆန်းစွာပဲတိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။အဖွားယူဆုံးသွားတာကိုကြေကွဲဝမ်းနဲ့နေကြလိမ့်မယ်လို့လည်းထင်မိပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။